ိခိုင်ပလောမြို့နယ်ပလောမြို့အနီးမင်းပြင်းရွာကနေ30ကျော်ကိုစစ်နာရှင်တပ်ကမိရှုဖြစ်စီခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။အော်တိုဘား၄ရက်နေ့မှာမင်းပြင်းရွာမြို့အင်းရက်ကွက်ကနေ3လုံး6ရက်နေ့မှာနေ9လုံး7ရက်နေ့မှာ2လုံးစုစုပေါင်းနေ7လုံးမိရှုခံခဲ့ရတာပါ။ ။တလားမျိုးပေါ်နဲ့မင်းပြင်းရွာအပါအဝင်အင်းနားကရွာတွေမှာဆီယနာရှင်တက်စစ်ကြောင်းနဲ့ပြည်သူ့ကောက်ွယ်ပေါင်းတပ်တို့နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာနှစ်လောက်ကျော်ကြာလာပြီဖြစ်တယ်လို့ဒေသခံတချို့နဲ့ပြည်သူ့ကောက်ွယ်တပ်ဖွဲ့ကတောင်းရင်ရှိသူတချို့ကဆိုပါရယ်။ဆီယနာရှင်တက်စစ်ကြောင်းဟာပလောမျိုးနဲ့ပလောက်ပလောက်ကနေနီးမျိုးအထိအမတ်ရှိပြည်တော်စုလမ်းမကြီးကိုစုမှုထိန်ချုပ်နိုင်ဖို့နဲ့ရွေးကောက်ွယ်ကျင်းပနိုင်ဖို့အတွက်ပြည်တော်စုလမ်းတစ်လျှောက်ကိုစစ်ကြောင်းထိုးနေတာလို့မြစ်ခရဲ့အမတ်တက်ရင်ကတည်ရင်မှုပူပြအောင်ကပြောပါရယ် ထောက်အပြင်နေ့စဉ်နှိပါတိုက်ပွဲတွေဖြစ်နေပြီးအော်တိုဘာလ2ရက်နေ့ကလည်းမင်းပြင်ရွာတွေကို တိုက်လေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့သလို Wi-Fi ဆက်သနက်နဲ့ပါလှည့်ပတ်ပစ်ခတ်ခဲ့ပါသေးတယ်။နှစ်ဖက်တိုက်ပွဲနဲ့လေချောင်းရေချောင်းကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်ပလောင်မြို့ခံတွေနဲ့မင်းပြင်ရွာအပါအဝင်အနီးဝန်းကျင်ကြီးရွာကဒေသခံတွေစစ်ပေးရှောင်နေကြရပါတယ်။